င်္ဂလာပါရှင်ဆရာတင့်တယ်ဘာသာပြန်ရေးသားထားသောမြေတာအတင်ချေအပိုင်း31ကိုဖတ်ပြပေးပါမယ်ရှင်ရွေးကောက်ပွဲပြီးသည့်နောက်ရက်များတွင် မေဤသည်အလွန်တရာအလုံးများ၍နေလေသည်ဤရဲ့ချိန်တွင်ဗိုလ်ချုပ်ဂရန်သည်နွေရာသည်နှင့်ဆောင်းဦးပေါင်းရာသည်များကကြာရှုံးထိခိုက်ခဲ့သောတံများဤနေရာတွင်တသားသည်များကိုစီရေကောင်းစွာလေ့ကျင့်၍ပေးနေ၏ ຫນွေဥကလေးပေါက်လာလင်တဘုံဘိုချုပ်အားလုံးဝနှိမ်နှင်းရန်ထိုးစစ်ဆင်မိဖြစ်၏ဘိုချုပ်ရှရီတန်ကလည်းရှင်နန်းတို့အားမြေဝမ်းတစ်လျှောက်လုံးကိုလိုက်လံတိုက်ခိုက်၍ရန်သူများကို ရှင်းလင်းနေပြီးနှစ်သစ်အခုတွင်ဘိုချုပ်ဂရန်နှင့်တက်ချင်းလာ၍ပေါင်းမိဖြစ်လေသည်ဘိုချုပ်ရှာမင်းကလည်းဂျော်ဂျီယာနယ်တစ်လျှောက်လုံးကိုတိုက်ခိုက်သိမ်းပင်လျက်ရှိနေ၏။လင်ကုန်းသည်ဘိုချုပ်ရှာမင်းအတွက်စိတ်မအေးဖြစ်၍နေ၏ အဘဲကြောင့်ဆိုသော ရှာမင်းဤတံများမှာရိတ်ခါပိုလန်းချောင်းရှိသည်ဖြင့်အစာအတော့ချိုးတက်လျက်ရှိသည်ဟုကြားရသောကြောင့်ဖြစ်လေသည်တောင်ပိုင်းသဘုံပြည်နယ်များဤအခြေအနေမှာတစ်ဖြည်းဖြည်းပျက်စီးယိုယွင်းလျက်နေ၏တောင်ပိုင်းသဘုံတံများသည်တိုက်ခတ်ရေးတွင်ကျွမ်းကျင်တော်လဲမြောက်ပိုင်းကဒူအင်အားရောပျက်စီးအင်အားပါ များစွာတာ၍နေ၏ထို့ကြောင့်လေးနှစ်တာများရေရှည်တိုက်ပွဲဆင်နွှဲခဲ့ရသည် တောင်ပိုင်းတပုံပြည်နယ်များမှာဆင်းရဲကြက်တဲလာ၏ပြည်တော်စုရေတပ်များက စိတ်ကဲမြို့များကို ပိတ်ထားသဖြင့်ဥရောပနှင့်အယောင်းဝင်မှလည်းမရှိသလောက်ဖြစ်နေ၏တပန်မစ္စစ်ပီးမြစ်ကြီးကို ပြည်တော်စုတပ်များကတင်ထားရာထိုမြစ်ကြီးအတိုင်းရိတ်ခါများကိုပင်မပို့နိုင်မရှိနေ၏ထို့ကြောင့်တပုံပေါ်ကျော်ရော့ဘတ်အီလီဤစစ်သားများမှစာရေးရိတ်ခါပြက်လက်နေပြီးတပ်သားအများပင် ထွက်ပြေးနေကြကြောင်းသတင်းများဝါရှင်တန်မြို့သို့ဆက်ရောက်၍လာခဲ့ပေသည်ယခင်ကစစ်ဆုံးသည့်သတင်းကိုသာစက်တိုက်ကြခဲ့ရသောပြည်ထောင်စုအစိုးရသည် ယခုအခါ၌အောင်ပွဲများဆက်ခါဆက်ခါရ၍နေ၏ပြည်ထောင်စုတပ်မတော်ဗိုလ်ချုပ်ကျော်တော်မတ်သည်နရှမီတိုင်ပွဲတွင်တပုံပိုကျုံဟွက်ဤတက်ကိုတက်လုံးပြုတ်အောင်တုတ်တင်ပြစ်ခဲ့ဤနာတာလူပွဲနေ့တွင်ပိုကျုံရှာမင်းက ဆာဗာနာမျိုးကိုတင်ယူပြီးနောက်လင်ကွန်းထံသို့တန်ချိုရရာတွင်တမရမင်းအားဆာဗာနာမျိုးကိုနာတာလူလက်ဆောင်အဖြစ်ပေးအပ်ပါသည်ဟုရိုက်ကြားလိုက်လေသည်ဗိုလ်ချုပ်ရှောင်းမင်းသည် အပြင်းအထန်တိုက်ခိုက်လျက်ရှိရာချော်ကြီးရတနယ်လုံးမှာမီးလောင်ပြင်ဖြစ်၍ကြံရည်ဤတဘုံတံများကိုထောက်ပံ့ခြင်းမပြုနိုင်တော့ရှာမင်းသည်ဂရိုင်းဤတံများနှင့်သူဤစီရေဝါပြီးဖြစ်သောတံများကို ပူပေါင်းလိုက်ဖို့အလိုက်တင်ရှိ၍နေပြီဖြစ်၏ပြည်တော်စုအစိုးရတို့ဤကဲ့သို့အောင်ပွဲခံရန်တေချာ၍လာသောအခါ1865ခုဇန်နဝါရီလ2ရက်နေ့တွင်ကျင်းပသောအင်ဖြူတော်နှစ်တစ်ခုဧကံပွဲတွင် ကြီးမားလာသော လူလူကြီးတက်ရောက် ခဲ့ကြလေသည်တပုံအေးပြင်းငိမ့်မည်ဟုတေချာလာသောအခါလင်ကွန်အပြည့်ထံစူးစား၍နေသည်မှာကငွေဝယ်ကျွန်းတို့ကိုလွတ်လပ်ရေးကြီးညာစာရန်ကိစ္စပင်ဖြစ်၏ ထိုကြညာစာရန်ကိုလင်ကွန်းသည်စစ်တင်နာပတိအာနာကိုအတုံးပြုထုတ်ပြန်ခြင်းဖြစ်ရာထိုကြညာစာရန်သည်ထာဝရဥပဒေတရအဖြစ်သို့ရောက်အောင်73ချိန်များပြည်တော်စုအခြေခံအုပ်ချုပ်ရေးဥပဒေပြင်ဆင်ချက်အဖြစ်ဖြင့်တင်သွင်းရန်ဖြစ်လေသည် ထိုပြင်ဆင်ချက်ကို လင်ကွန်းသည် အထက်လွတ်တော်၌အောင်မြင်စွာ တင်သွင်းနိုင်ခဲ့တော်လဲအောင်လွတ်တော်တွင်က ရှုံးနိမ်သွားခဲ့ပေသည်ဒုတိယအကြိမ်ပြန်လည်တင်သွင်းသောအခါမှာ အထက်အောက်လွှတ်တော်နှစ်ရက်စလုံးပြဋ္ဌာန်းအတည်ပြုလိုက်ရာငွေဝယ်ကြေများလွတ်လပ်ရေးကြေညာချက်သည်ထာဝရဥပဒေအဖြစ်သို့ရောက်သွားလေသည်ထိုဥပဒေကိုပြဋ္ဌာန်းသောနေ့မှဇန်နဝါရီလ31ရက်နေ့ဖြစ်၏ဥပဒေပြဋ္ဌာန်းအောင်မြင်သွားသည့်အတွေ့ဝါရှင်တန်မြို့တွင်အမြောက်အချက်တရပြဖောက်ရ၏ထိုနေ့တွင်ပင်မေလန်အာဂျင်ဆန်နှင့်လူပီဆာယာနာပြည်နယ်များကငွေဝယ်ကြေများကိုလုံးဝလွတ်လပ်ရေးပေးလိုက်ကြကြောင်း တရေများရောက်လာ၏လူတို့တရလုံးသည် စီတန်းလဲလဲလာကြကာအင်ပြူတော်ရှေ့မှနေ၍လင်ကွန်းကိုတခဲနှင့်ချီကျူးဩဘာပေးကြ၏လင်ကွန်းနှင့်မေယူတို့သည်လူအုပ်ကြီးကိုပြန်လဲ၍နှုတ်ဆက်ပြရင်းလင်ကွန်းက ကျုပ်ရဲ့သမရတတန်းအရာဒီအောင်မြင်ချက်ဟာအကြီးအကျယ်ဆုံးပဲ19ရာစုနှစ်တစ်ခုလုံးမှာဒီအောင်မြင်ချက်ဟာအကြီးအကျယ်ဆုံးတစ်ခုပဲဟု ပြောလိုက်လေသည် စာကြည့်ကန်တဲ့သူနှစ်ယောက်သားပြန်၍ရောက်လာကြသောအခါတွင် လင်ကုန်းသည်ခေါင်းငိုက်ဆိုင်ချ၍စဉ်းစားနေ၏မေရီသည်ပန်းထိုးနေရကလင်ကုန်း၏စကားအပြောကိုစောင့်၍နေ၏လင်ကုန်းကဒီမမေရီကျုပ်တို့ပြည်တော်စုနယ်တွေအားလုံးဟာငွေကြုံကိစ္စနဲ့ပတ်သက်ပြီးအားလုံးတောင်းဝင်အတူတူထမ်းကြရလိမ့်မယ်လို့ကျုပ်တို့အမြဲယုံကြည်ခဲ့တယ်တောင်ပိုင်းပြည်နယ်တွေဟာလက်နက်ချပြီးကြလို့ လူတို့ရဲ့သဘောအတိုင်းငွေကြုံစနစ်ကိုဖျက်သိမ်းလိုက်ကြမယ်ဆိုရင်ကျုပ်တို့ပြည်ထောင်စုအစိုးရကတာဝန်ယူပြီးတော့ငွေကြုံပိုင်ရှင်တွေကိုရောကြီးပေးရလိမ့်မယ်။အကြံအဖြစ်ကျုပ်တွက်ကြည့်လို့သိရတာကတော့ဒေါ်လာတန်ပေါင်း၄၀၀လောက်အကုန်ခံရင်ဒီရောကြီးကိစ္စဟာပြည့်ပြတ်သွားပြီလိမ့်မည်ဟု ပြောလိုက်ရာ မေဤသည်မော်ရွေးမကြည့်ပဲနဲ့အဲ့ဒီရောကြီးကိုရရင်စစ်ထန်ခံရတဲ့တောင်ပိုင်းပြည်နယ်တွေဟာ ပြန်ပြီးတော့နလန်ထူပါလိမ့်မယ်။သူတို့ရဲ့ယာရောတွေကိုစည်ရင်ငါးတွေနဲ့ဆက်ပြိုးနိုင်ကြမှာပဲ။ဒါပေမဲ့အခုစစ်ကပြီးတော့မယ်။စစ်ပြီးတဲ့အခါမှာမြောက်ပိုင်းပြည်နယ်တွေကစစ်ရှုံးရတဲ့ရန်သူတောင်ပိုင်းပြည်နယ်တွေအပေါ်မှာအခုလိုငွေတလုံးတစ်ခဲကြီးပေးနိုင်လားအောင်သဘောထားကြီးကြပါမလားဟုမေးလိုက်လေသည်။ဒီကိစ္စကိုမနေ့ဖန်မနေ့ကြားလို့ရှိရင်ဝင်ကြီးအဖွဲ့မှာကြုတ်တင်ပြမယ်။နောက်တနေ့ ဝင်ကြီးအဖွဲ့အစည်းအဝေးအပြည့်တွင် လင်ကွန်းသည်ခေါင်းငိုက်ဆိုင်နှင့်ပြန်၍လာ၏လင်ကွန်းကမအောင်မြင်ခဲ့ဘူးမင်းရေကျုပ်ရဲ့ရောကြည်ပေးဖို့အဆိုကို ဝင်ကြီးတစ်ဖွဲ့လုံးကတညတညထဲပယ်ချလိုက်တယ်တပ်ဖွဲ့ကအင်ပထန်ပြင်းထန်ခဲ့လေတော့ရုတ်တရက်မှာတော့ခါခါတီးတီးပယ်ချလိုက်ကြတာပဲသွေးချောင်းစီးကြတဲ့အမျက်တော်သာဟာမငိမ့်နိုင်သေးပဲကိုဒါကြောင့်ကျုပ်ရဲ့အကြံပေးချက်ကို စကားထဲမှာတောင်ထည့်မပြောပါနဲ့လို့ ပိတ်ထားခဲ့ရတယ်ဟုပြောလိုက်လေသည်လင်ကုန်းမှာအလွန်ပင်ပန်း၍နေပုံရ၏နောက်တနေ့တွင် လင်ကုန်းဒေါသမထွက်စဖူးထွက်သည်ကိုလည်းမင်းကြီးကြုံရဘူးလေသည် ဖြစ်ပုံမှာလွတ်တော်ရှိနေကြုံကြီး James Bay ကလင်ကုန်းအားတက်မှထွက်ပြေးသူပြည်တော်စုတက်မတော်သားအတော်များများကို အပြစ်မှချမ်းသာပေးလိုက်သည်ဖြင့်မကျေနပ်ပဲလာရောက်အပြစ်တင်လေ၏ထွက်ကလင်ကုန်းသည် ထိုင်နေရာမှကုန်းရထားလိုက်ပြီး ကျုပ်သဘောနဲ့ကျုပ်နောက်ထပ်ပြီးတွေ့မြင်ကြအောင်လုပ်ရပါမလားဟု အော်လိုက်လေသည် ထို့နောက်လင်ကွန်းသည်မေ့၍လဲသွား၏ဆရာဝန်ခေါ်၍စစ်စစ်သောအခါလင်ကွန်းသည် အလွန်တရာပင်ပန်း၍နေကြောင်းတရက်နှစ်ရက်ခန့်အနားယူဖို့ကောင်းကြောင်သိရလေသည် လင်ကွန်းအနားယူနေချိန်တွင်မေဤသည် ရွှေမြူးများတန်စာရေးရင်လင်ကွန်း၏အနီးတွင် အမျက်ဆုံးချက်ပြုစုနေခဲ့လေသည် လင်ကွန်းအားဒုတိယအကြိမ်တမရရာတို့အနှင်ပွဲနှိကပ်၍လာ၏မေယီသည်နယူးယောက်မြို့သို့သွား၍ပစ္စည်းများဝယ်၏အချို့ပစ္စည်းများမှာများစွာဖြင့်အဖို့တန်လေသည် သို့တော်မေယီသည်လွန်ခဲ့သောလေးနှစ်အတွင်းတွင်တမရလာကာထဲမှဒေါ်လာ9000စုဆောင်းခဲ့ပြီးဖြစ်၏သူ့အိတ်ထဲမှစိုက်ထုံး၍ဝယ်ယူခဲ့ခြင်းဖြစ်လေသည် မလ၄ရက်နေ့သို့ရောက်လာ၏မစ္စကကလေးသည် မေးဤအားအဝေအစားများကိုကုညီကဝစ်ဆင်ပေး၍နေလေသည် ရာသီဥတုမှာ အတော်ဆိုးဝါးဤနေဤဆရဏာဤထိုးသောအခါမေးဤသည် အင်ဖြူတော်မှနေ၍မြေထားနှင့်ထွက်၍လာခဲ့၏သူနှင့်အတူရောဘတ်အထက်လွတ်တော်အမတ်ဟာလေးနှင့်တမိကလေးမာယီတို့ပါ၍လာခဲ့ကြလေသည်လွတ်တော်အစာဦးကြီးတို့ရောက်သောအခါမုတ်တိတ်သွားပြီးနေအောင်ကြီးကိုမြင်ရ၏လင်ကွန်းအား တရားဝင်ကြီးချုပ်ဆာလပွန်ကြီးကသမရယာတို့ကျန်းသစ္စာကို ကျိန်ဆိုစေလေသည်လူလူပြိသက်ကြီးသည်ငြိမ်၍သွား၏လင်ကွန်းသည်စတင်၍မေကွန်းပြောကြလေသည်ဤဒုတိယအကြိမ်သမရယာတို့လက်ခံပွဲမင်ကွန်းမှာပထမအကြိမ်ယာတို့လက်ခံစဉ်မင်ကွန်းနှင့်လုံးဝမတူတော့ပေလင်ကွန်းဤမေကွန်းထဲမှာ ယခုဤမင်ကွန်းကိုဤနေရာမှာပြောကြနေစဉ် တဘုံကိုစလဲအချို့တို့သည်ဤမြို့တော်ကြီးအတွင်းသို့ရောက်လာနေကြ၏ထို့သူတို့သည်တီတောင်စုကြီးကိုပျက်စီးရန်ကြံရွယ်နေကြပေသည်ထို့ကြောင့်ကျွန်ုပ်တို့သည်မိသူကိုမြအာဃာတမထားပဲအလုံးကိုဂရုဏာထားရှိပြီးလင်ဖျားသခင်ပေးတော်မူသောအတိညာဖြင့် အမှန်တရားကို ခိုင်မြဲယုံကြည်လျက်ပြည်တော်စုကြီးဤဒါယာများကို ကုသရမည် ကျွန်ုပ်တို့၏အလုပ်ကိုအားကျွမ်းမှန်တယ်လောက်ကင်ကြပါစို့ပြည်တော်စုကြီးအတွေ့အသက်ကိုဆွန့်လွတ်သွားကြသောသူများ၏မိသားစုများကို ယူဆိုင်ပြုစုကြပါစို့ကျွန်ုပ်တို့အချင်းချင်းတော်၎င်းအခြားသောနိုင်ငံများနှင့်တော်၎င်းတရားမျှတ၍အတွန့်ရှည်ကြသောငြိမ်းချမ်း၏ဒီဟုသည်ပန်းတိုင်ကြီးသို့ရောက်ရှိနိုင်ရန်တတ်နိုင်သမျှစူးစမ်းကြပါစို့စသဖြင့်ထယ်သွင်းပြောပြောကြားသွားလေသည် မေဤသည်မျက်စိမိတ်က လင်ကွန်းဤမိန်ကွန်းကိုနားထောင်ရင်းစဉ်းစားနေ၏သူ၏စိတ်၌မိမိသည်လင်ကွန်းနှင့်အိမ်အောင်ကြခဲ့သည်မှာ23နှစ်ပင် ရှိခဲ့တော်လဲယခုမှလင်ကွန်းသည်ပင်ကိုယ်တဘာဝအားဖြင့်ရှေ့နေလည်းမဟုတ်နိုင်ငံ၏သမားကြီးလည်းမဟုတ်ကြပြဆောက်စုကြီးတဦးသာဖြစ်သည်ဟုတိရပေသည်တကားစသဖြင့်တွေး၍နေမိလေသည်အင်ဖြူတော်သို့လူပေါင်း300ခန့်ကတိုးဝင်ဝင်ရောက်၍ တမရမင်းကိုချီးကျူးကြလေသည် အချို့သောသူများကအိမ်ဖြူတော်ရှိပစ္စည်းများကို အမတ်တရပစ္စည်းများအဖြစ်ယူဆောင်သွားကြသည်မှအပါအလုံးပင်ဝမ်းမြောက်ဝမ်းသာဖြစ်၍နေကြပေသည်မိသည်အဲ့ခံပွား၌ကာပွဲကြီးအတွေ့စူးစမ်းစီစဉ်၍ပြေးနေရပြန်လေသည်အဝေအဆောက်အတွက်ကရောမိကြီးမှာ ေါ်လာ2000ကျော်အကုန်ကျခံရ၏ Republican ပါတီဝင်များကိုအစွမ်းကုန်ဧည့်ခံပြီးသောအခါမေယီမာမောဟိုက်၏ကြံရိတ်ခဲ့လေသည်ဤအချိန်တွင်ပင် မေဤရွှေမျိုးများမှဖြစ်ချက်တိုင်းဖြစ်၍နေကြ၏မေဤအမဖြစ်သူ Elizabeth ၏သမီး Julia Baker သည် Imperial သို့ရောက်၍နေရာပြောင်ပြောင်တင်းတင်းပင်ရည်စားထားသဖြင့်ဝါရှင်တန်တမျိုးလုံးကကဲရဲ့တဲ့ကြိုစကားတင်းဆိုခြင်းကိုခံရလေသည် ထို့ကြောင့်မေယီမှာဒူမဖြစ်သူဂျူလီယာအားဆပရင်ဖီမြို့သို့ပြန်၍ပို့လိုက်ရလေသည် တဖန်လင်ကွန်းသည်နီနီရဲ့အတွက်အားပစ္စည်းဝယ်ယူရေးမဟာမင်းကြီးအဖြစ်ဖြင့်ခံထားလိုက်၏နီနီရဲ့အတွက်သည် အတိုက်ခံပါတီဝင်ဒီမိုကရက်တို့အားကန်ထရိုင်များထုတ်ပေးကာလက်စားနေ၏ဒီမိုကရက်တစ်ပါတီဝင်ကန်ထရိုင်များကလည်းတပ်မတော်သို့ညံပြင်းသောကုန်များကိုပေးသွင်းနေကြပေသည်ထို့ကြောင့်လင်ကွန်းသည် နီနီယန်အတဝက်ကိုဝါရှင်တန်မြို့သို့ခေါ်ယူပြီးစစ်ဆေးကာကန်ထရိုက်ထုံမပေးနိုင်သော အခြားရာတို့တစ်ခုကို ပြောင်းရွေပြစ်လိုက်ရလေသည် နောက်တစ်မျိုးလည်းရှိသေး၏မေဤညီမငယ်အနီသည်ကလပ်စမစ်ဆိုသူနှင့်အိမ်ထောင်ကြ၏ကလပ်စမစ်သည် ကုံတဲ့တူဖြစ်ရာ သူဤကုံများကိုအစိုးရကဝယ်ယူလိမ့်မည်အထင်နှင့်တိုးလောင်ထား၏သို့သောမဝယ်ယူဘဲထားသဖြင့်ကလပ်စမစ်က လင်ကွန်းထံသို့အပြစ်တင်စာများပင် ရေးသားလာခြေသေးသည်အဆိုးဆုံးကိစ္စတစ်ခုမှာကမေဤညီမမာတာဤကိစ္စပင်ဖြစ်လေသည်မာတာသည်တဘုံဘိုကလီမင်းဝိုက်ဆိုသူနှင့် အိမ်ထောင်ကြွေနေ၏မာတာသည် အမမေဤနှင့် ခဲဟိုလင်ကွန်းတို့ကို တွေ့လိုပါသည် ဆိုကားဝါရှင်တန်မြို့သို့လာခွင့်လက်မှတ်တောင်း၏လင်ကွန်းကလက်မှတ်ထုတ်ပေးလိုက်ရလေသည် ာတာသည်ဝါရှင်တန်မြို့သို့လာပြီးနောက်အပြန်တွင်တပ်မတော်များကိုဖျက်ဆီးကာရက်ချမွန်မြို့သို့သွားလေသည်လမ်းနိုင်မာတာကသူ၏ပစ္စည်းများကို အရှာမခံချေသူအားတမရလင်ကုန်းက အစေအစေမခံဘဲနေနိုင်ခွင့်ပေးလိုက်သည်ဟုပြောဆိုလေသည်ဤကိစ္စနှင့်ပတ်သက်၍နယူးယောက်သမားရီသတင်းစာကမာတာသည်သူ၏အထုပ်ပိုးများတဲ့တွင်တပုံတံများအကြီးအကျယ်လိုအပ်၍နေသောကွေနိုင်ဆေးပြားများကို အမြောင်များထုတ်ယူသွားရန် ဤနည်းဖြင့်တမရလင်ကုန်းနှင့်မေရီတို့မှခူတုံးအလုတ်ခံရပြီးစသဖြင့်ရေးသားခံကြားရပြန်လေသည်မေရီသည်လင်ကုန်းအပေါ်တွင်များစွာအာနာမိလေသည်လင်ကုန်းအားဒီဆွေမျိုးတွေနဲ့ခက်တော့တာပါပဲဒီကိစ္စမျိုးတွေဖြစ်ပေါ်လာမှဆိုလို့ရှင်ဟာရှင့်အမျိုးတွေတဲကယာလူမပေးဝဲနေတာကျမဖြစ်အိမ်မိပါပြီဟု ပြောလိုက်လေသည် လင်ကုန်းသည် မေရီမိမိကိုအာနာနေမှန်သိရသောကြောင့် ကိစ္စမရှိပါဘူးကွယ်ကျုပ်ရဲ့ညီအကိုဝမ်းကွက်တယောက်ကကုံကူးရန်ရောင်းဝယ်ခဲ့ပါမျက်လက်မှတ်ကိုတခါကလာတောင်းတာကိုကျုပ်ထုတ်ပေးလိုက်မိပါသေးတယ်ဟုပြန်၍ပြောလိုက်လေသည်မေရီသည်ခေါင်းကိုက်ရောဂါပြန်ထလာပြန်၏ခေါင်းကိုက်ပြင်းထန်သည်ဖြင့်မေရီတခါတခါမျက်လုံးများပြာဝေ၍နေတတ်လေသည်အချို့သောရင်များတွင်မေရီမှာအခန်းထဲမှမထွက်နိုင်ပဲရှိနေ၏သို့ဖြစ်နေသည့်အထက်တွင်ဝီလျံစတော့ဒတ်သည် ။ဥယောင်ဖျားယောဂါဖြစ်သောကြောင့်ဝါရှင်တန်မြို့မှာထွက်ခွာသွားရလေရာမေယီမှာအင်ဖြူတော်တွင်သူစိတ်ချယုံကြည်အောင်သောပုဂ္ဂိုလ်တရားဆုံရှုံခဲ့ရသဖြင့်ပုံမှုတွင်စေအားငယ်ရပြန်လေသည်။တရင်ညတွင်ဧည့်သည်များလာကြသဖြင့်မေယီသည်အောက်ထက်သို့ဆင်း၍ဧကံရ၏။ထိုဧကံပွဲတွင်မေယီသည်အထက်လွတ်တော်အမန်ဆမ္မနာနှင့်ရံဖြစ်ရ၏မိကြီးကတမ်းမတော်တိမ့်ပိုက်ထားသောတပုံနယ်များကို ယခင်ကခေါင်းဆောင်အုပ်ချုပ်သူများလက်သို့ပြန်၍လွှဲပြောင်းအုပ်ချုပ်စေလို၏။ဆမ္မနာကသဘောမတူသောအခါစကားများရလေတော့သည်နောက်တစ်နေ့နည်းနည်းတွင် မေဤသည်ဆမ္မနာကို တောင်းပန်ရလေသည်။လင်ကွန်းသည်စိမျက်နှာကိုတွားရန် စီမံနေ၏။တဘုံတို့ဤအရေးပါအရာရောက်သော Richmond မြို့တော်ကြာရှုံးပြီးတဘုံပိုချုပ် Robert E. Lee လက်နက်ချပွဲကိုတက်ရောက်ရန်အစဉ်အသင့်ရှိစေဖို့ဖြစ်လေသည်။မေဤသည် 1863ခုနှစ်ຫນွေဦးက ပိုတိုမတ်တက်မတော်သို့တွားခဲ့ရသဖြင့်မိမိများစွာအနာရခဲ့သည်ကိုသတိရပြီး ထို့ကြောင့်မေရီသည်ဘိုဂျိုဂရန်ဤဌာနချုပ်သို့လင်ကုန်းနှင့်အတူလိုက်ပါလိုကြောင်းခွင့်တောင်း၏ထို့အချိန်တွင်တားဖြစ်သူရောဘတ်မှဘိုဂျိုဂရန်ဤတက်တွင် အမှုထမ်း၍နေရပြီဖြစ်ရာ မေရီသည်ရောဘတ်နှင့်တွေ့လို့သောဆန္ဒလည်းရှိလေသည် လင်ကုန်းကမေရီအားတောင်းဆိုချက်ကို လိုင်လျောလိုက်ဤမလ23ရက်နေ့တွင်6လန်းတင်မောစိတ်မှနေ၍မေရီတို့သည် မြင့်ပရင်မှအမည်ရှိသောတင်မောဖြင့်ခရီးစား၍ထွက်ကြ၏မေရီနှင့်လင်ကွန်းတို့သည် မာလင်မှု၏အခန်းကိုရ၍တဲဒီနှင့် မစ္စစ်ကကလီတို့မှကဲ့၍နေသောအခန်းများကိုရကြလေသည်နောက်တနေ့ည9နာရီတွင် စတီပွိုင်းမြို့သို့ရောက်ကြ၏တင်မောစိတ်တွင်မိအောင်စုံများထွန်းကြီး၍ထားပေသည် မြို့ကလေးသည်ကန်းချေစင်ကြေလျှောပေါ်၌တည့်ရက်စွာတည်ရှိနေ၏မြို့ဤတဖက်ကုန်းအမြင့်တွင်ဘိုဂျိုဂရန်ဤဌာနချုပ်ရှိလေသည်နောက်တနေ့နေ့နဲ့စောစောတွင် ရောဘတ်သည်ဘိုဂျိုစစ်ဝင်စုံကိုဝန်စားလျက်တင်မောပေါ်သို့တက်လာ၏ရောဘတ်ကခစောစောအချိန်တွင်တပုံများနှင့်တိုက်ပွဲတပွဲဖြစ်သေးကြအဆက်ပြက်နေသောသဘုံတက်ကို ပြန်ဆက်မိအောင်တက်မတော်ကိုတိုက်ကြခြင်းဖြစ်သည် သို့တော်တမတော်ကခုခံတွန်းလှန်ပြစ်သည်ဟု သတင်းရပေသည် တနာ yı ကန်ကြာသောအခါမေယီနှင့်လင်ကွန်းတို့သည်စိရထားတစည်းဖြင့်အရှိတန်းစစ်မျက်နှာသို့ခီးထွက်ခဲ့ကြလေသည်မိရထားပေါ်မှလှမ်း၍ကြည်လိုက်ရာတွင်လယ်ခွင်းများထဲ၌တေကြေတန်ရာရနေသောတပ်သားများနှင့်တပုန်တို့၏အလောင်းများ လူလိတ်နေသူများကို တွေ့မြင်ရပေရာမေယီမှအကြည့်အကျဲတုံလို့ချောက်ချောက်သွားရလေသည် သူဘရာဇာများက တွင်များကိုတူက လူသည်များကို မြုံနှံနေကြ၏စီးချိုသူများကိုတိုး၍နေကြရလေသည်စီရထမအစင်းတွင်ဘိုချိုကရန်၏အတွင်းဝင်အဒံပါတူလာချိုပြီးမီနှင့်ဘိုချိုကရောမစ္စဂရန်တို့အားစစ်ဌာနချုပ်သို့ခေါ်ဆောင်ခဲ့လေသည်လင်ကွန်းနှင့်အခြားသူတို့သည် မြင်းကိုစီစီး၍လိုက်ခဲ့ကြလေသည် လမ်းမှာကျန်းလာသဖြင့်မေရီမှာခေါက်ကိုက်ပြန်၍ပေါ်လာ၏ထိုခဏတွင်အဒမ်ဘာဒူးကတဲပွဲတပွဲမကြမီဖြစ်လိမ့်မည်ထင်ရ၍အမျိုးသမီးများကိုအမြန်ဆုံးပြန်ပို့ရလိမ့်မည်ဖြစ်ကြောင်းကိုပြောပြ၏သို့သောဘိုးချုပ်ဂရီပင်ဤဇနီးတယ်ကမူအထူးခွင့်တောင်းထားသောကြောင့်စစ်မြေပြင်တွင် နေနိုင်မည်ဟုထင်ရကြောင်းသိရသောအခါမေရီသည်သူအခွင့်ကို လင်ကုန်းကပေးသည်ဟုထင်သည်ဖြင့်ဒေါသထွက်၍လာရပြန်လေသည် လောလောဆယ်စုံစမ်းကြည့်တော့အခါဘူချုံမီကဘူချုံခရပင်ဤဇနီးနေထိုင်ခြင်းမှာစစ်ဝင်ကြီးမစ္စတာဟာတင်တန်ဤခွင့်ပြုချက်ဖြစ်ကြောင်းရှင်းပြဤဘူချုံဂရန်ဤဇနီးမှာလင်ကုန်းနှင့်ပတ်သက်၍မိဤတဝင်တိုတက်ပုံကိုအံအားကြီးတင့်၍နေရရှာလေသည်ထိုညနေပိုင်းတွင် လင်ကုန်းနှင့်မိဤတို့သည် မြင့်ပင်မှတင်မောပေါ်တွင်ညသာစားကြလေသည် နောက်တနေ့မနေ့ကုန်းပေါ်သို့ တက်ခဲ့ကြတော့အခါစောင်းလီအင်းငိမ့်သက်သွားပြီးနေအောင်ကြီးပူနွေးနေသည်ကို တွေ့ရလေသည်တင်မောစိတ်မှာမျက်နှာခွဆုံးပေါ်တွင်တီရှိ၍လက်နဲ့တင်တင်မောများရွက်လေများကုံတင်တင်မောများနှင့်လူစည်းတင်မောများကို တွေ့ရလေသည် မြင့်ပရင်မှတင်မောစိတ်မှာခွာခဲ့ပြီးနောက်ဆုံဆင်းလာခဲ့၏ကန်းဆက်မှာဗိုလ်ချုပ်ရှရီတန်၏တက်မတော်မှစစ်သားအချို့ကိုတွေ့ရလေသည်စစ်သားများသည် ရေကူးသူကကူး၍ရေချိုးသူချိုးနေပြီး အချိုးသူများမှာကလေးငယ်များကဲ့သို့ပုံကိုပြောပြ၍နေကြလေသည် မြစ်ပင်မှတင်မောသည် ပြောင်စုရေတက်တင်မောများကိုဖြတ်၍လာ၏ရေတက်တင်မောများတွင်အလံများတင်၍ထား၏တင်မောသားများသည် လင်ကွန်းအားဩဘာပေး၍နှုတ်ဆက်ကြသည် လင်ကွန်းနှင့်မေရိုသည် လက်ချင်းတွဲကတင်မောလျံသို့ထွက်၍ဩဘာပေးခြင်းကို ခံယူကြလေသည် လင်ကုန်းနဲ့မင်းရို့သည်မြစ်တစ်ဖက်ကမ်းသို့ကူးခဲ့ကြ၏ရောက်လျင် မြေထားတစည်းခါကြုံနှစ်လေသည် ထိုမြေထားဖြင့်ဘိုချုပ်အော့ဦးစီးမီဂျင်းတက်မတော်ကိုတွားရောက်ကြည့်ရှုရမည်ဖြစ်လေသည် မြေထားဖြင့်လာ၍ကြိုကြသောသူများမှာအာရန်ဘာဒုနှင့်ဘိုမှုပေါ်တာတို့ဖြစ်ကြလေသည်မေဤနှင့်ဘိုချုပ်ဂရန်ဤဇနီးမစ္စတာဂရန်တို့သည် မြေထားကိုအတူတူစီးရလေသည် မြင်းထားထွက်ခဲ့ရာလမ်းစုံတစ်ခုတွင် မြင်းထားမောင်းသူကလမ်းမွေမောင်းသည်ဖြင့်နောက်ဆုံးတွင်လမ်းစုံသို့ပြန်လာခဲ့ကြရ၏လမ်းမှာအလွန်ရှုံးထူ၍နေပေသည်ထို့ကြောင့်ယထာသည်အသွားနှီးလျက်ရှိ၏မိရည်သည် ခြေချင်းဆင်း၍ရှောက်ရန်ပင်စိတ်ကူးမိသည်၏သို့သောရှုံးထူအားကြီးသည်ဖြင့်နှေးကွေးသောမြင်းထားကိုပင်စီးနင်းလိုက်ပါရလေသည်မိရည်သည် စီးပြပွဲကိုမမီလိုက်ရတော့ပဲနှစ်နာရီခန့်နောက်ကျ၍နေ၏သူတို့ရောက်သွားသောအချိန်တွင် လင်ကွန်းနှင့်ဘိုချိုဂရန်ဘိုချိုအော်တို့သည်စီးပြပွဲအပြီးညီကွန်းချုပ်နေသည်ဖြင့်စစ်တပ်များကိုလှည့်လည်စစ်ဆေး၍ကြီးနေကြပေသည်လင်ကွန်းသည်ဘိုချိုဂရန်ဘိုချိုအော်တို့နှင့်အတူမြင်းစည်းလျက်ရှိ၏မေရီသည်လှမ်း၍ကြည့်လိုက်ရာ လင်ကွန်း၏နောက်ပါမှမြင်းစည်း၍လိုက်သွားသော အမျိုးသမီးတူဦးကိုမြင်ရ၏ ထွက်ခါမိသည်မျက်နှာနီးရွယ်လာကတမနာမင်းနောက်ကမျက်စိလိုက်သွားတဲ့မိမဟာဘသူလဲဟုမေးလိုက်၏ထွက်ခါမစ္စစ်ဂရန်ကအခုစီးရပြတဲ့တန်ဗိုလ်ချုပ်အော့ရဲ့ဇနီးမစ္စစ်အော့ဖြစ်ပါတယ်ဟုဖြေချလိုက်လေသည်ထွက်ခါမေးရီကဒီမစ္စစ်အော့ဟာဘာဖြစ်လို့တမရအနာမှာမြင်းကို စီးပြီးတော့လိုက်ရတာလဲသူကတမရကတော့အယောင်ဆောင်နိုင်ဖို့ဘာများအခွင့်အရေးရှိတယ်လဲဟုဒေါသတကြီးပြောလိုက်လေသည် ထွက်ခါ မင်းစစ်ဂရမ်းမှာအန်အားကြီးတင့်ရွေသွားပြီးတမရကတော့အယောင်ဆောင်တာဟုတ်မှမထင်ပါဘူးကျမတို့ကတိတ်ပြီးနောက်ကျနေလို့စကားမဆုံးမီတမရနဲ့အတူမြင်းစည်းနေတော့မင်းစစ်အော့သည်မေရီတို့မြင်းလဲကိုမြင်တော့အခါလင်ကွန်းအနီးမှာဖဲ့ခြင်း၍မြင်းလဲရှိရာသို့လာခဲ့၏ထို့နောက်ရိုတေလေးစားသောအမူရများဖြင့်တမရကတော့အယောင်နောက်ကျနေတဲ့အတွေ့တမရကတော့ရဲ့နေရာမှာ ကျမမြင်းစည်းရပါတယ်ဟုပြောလိုက်ရာ မေရီက ကျုံနေရာကိုလောကောက်မှာဘသူမှမယူနိုင်ဘူးဟုရန်စွဲငုံငောပြောလိုက်၏ထိုအခါမစ္စစ်အော့သည် ရှက်လုံးသဖြင့်မျက်ရည်အတဲတဲစီးကြွေလာလေတော့သည်မေယီသည် ချက်ချင်းပင်စစ်မြေပြင်မှတင်မောရှိရာသို့တောက်လျှောက်လှည့်၍ပြန်ခဲ့လေသည်ကောင်းအေးနှင်စဉ်းစားလိုက်သောအခါမှမေယီသည်မိမိမတရားစိတ်တို့မိချောင်းကိုတတိထားပြီးဝမ်းလဲနေကိုကိုကိုဒေါသလဲထွက်၍လာနေမိလေသည် တင်မောသို့ပြန်ရောက်သောအခါမေဤမှာ အခန်းထဲ၌တော့ပိတ်၍နေကငိုဤမကြမီလင်ကွန်းပြန်ရောက်လာလေသည်လင်ကွန်းက တကားလာခောက်သည်ဖြင့်မေဤဖွင့်ပေးရ၏လင်ကွန်းကမင်းတို့မြည်ထားလမ်းမပြီးနောက်ကျသွားတာဟာမတော်တဆဖြစ်ရတဲ့အမှုပဲပထမတော့စစ်တပ်ဟာမင်းတို့အလာကိုစောင့်နေပါသေးတယ်စီးရင်မပြသေးပါဘူးနှုတ်ပေမဲ့ တနာ ਈ လောက်မတက်ရပြီးစောင့်နေရတဲ့တပ်သားတွေဟာအင်မတန်တနာဖို့ကောင်းတယ်။ဒါကြောင့်စီရေးပြပွဲလှုပ်လိုက်ကြတာပဲဟုပြောပြရင်ဤသို့ရှင်းပြသည့်အတိုင်းအောင်မေးကြီးကမကျနပ်နိုင်သေးပဲရှင်ကဘာဖြစ်လို့မစ်စစ်အော်နဲ့အတူတူမြင်တွေ့စီရတာလဲ။သတင်းစာတွေကရေးကြတော့မဲဟု ပြောနေပြန်လေရာလင်းကွန်းကမင်းမှားနေပြီမေးကြီး။ဘယ်သူမှကျုပ်ကို အခြားမိန်းကလေးတယောက်နဲ့တသက်လုံးအထင်မလွဲနိုင်ပါဘူးဟုပြောလိုက်လေသည်။ မေဤသည်စိတ်ကောက်ပြီးဝါရှင်တန်မြို့သို့ပြန်သွား၏လင်ကွန်းသာလင်စစ်မျက်နှာ၌ကျမ်းရစ်ပြီးစစ်သည်များကိုတန်ကျိုးရိုက်၍ပို့နေလေသည်စစ်သည်များတွင်ဗိုလ်ချုပ်ဂရန်သည်ဘီတာစပန်မြို့ကိုဝိုင်းဝန်းပိတ်ဆို့ထားနိုင်ပြီးတုံးပန်းများကို အများပြားဖမ်းမိကြောင်းပါရှိလာ၏ဆက်၍လာသောနောက်တစ်နေ့သတင်းများတွင်တပုံဗိုလ်ချုပ်သည်ဘီတာစပန်မြို့မှစုခွာသွားရာဗိုလ်ချုပ်ဂရန်က တပုံမျိုးတော် Richmond မျိုးကိုလွယ်ကူစွာသိမ့်ပိုက်နိုင်ကြောင်းတောင်ပိုင်းပြည်နယ်ရှိစစ်တပ်များနှင့်အစိုးရအဖွဲ့တို့သည်လည်းစုပ်ပြေးနေကြကြောင်းပါရှိလာ၏မေဤမှာပြည်တော်စုတပ်များစစ်နိုင်သည့်တဲ့ရင်တို့ကြောင့်ဝမ်းသာရတော်လဲစစ်ဝင်ကြီးဌာနမှလာသောအခြားတဲ့ရင်များကြောင့်အကြီးအကျယ်စိတ်ပူရပြန်လေသည် ထိုတဲ့ရင်မှာကအခြားမဟုတ် တောင်ပိုင်းပြည်နယ်သားတို့သည်စစ်ရှုံးသည့်အတွေ့ စိတ်နာကြီးကတမရလင်ကွန်းအားလုတ်ကြံတက်ဖြတ်ရန်ကြံစီနေကြောင်းပါရှိလာသည့်သတင်းပင်ဖြစ်လေသည် မေဤသည်ရမင်းကြီးထံသို့စာရေး၍အင်ပြူတော်ကိုစောင့်ရှောက်ရန်အဆောင်အကြံများတောင်းယူလိုက်လေသည်ရမင်းကြီးသည်ဂျိုးဆက်ရှလတန်နှင့်ဂျွန်ဘာကာတို့ခေါင်းဆောင်သော အဆောင်တများချက်ချင်းပို့လိုက်လေသည်လင်ကွန်းသည်အင်ပြူတော်သို့ပြန်လာ၏ခီးမဆိုင်ပင်တပွန်ပိုကျော်ရောဘတ်အီလီသည် တက်မတော်ဗိုလ်ချုပ်ဂရန်ထန်လက်နက်ချ၍အညံ့ခံလိုက်ကြောင်းတရင်များရောက်၍လာလေသည်တပုံဗိုလ်ချုပ်ဂျွန်စတန်နှင့်တကွာအခြားသောတပုံတပ်အလုံးတို့ကတက်မတော်ဗိုလ်ချုပ်ရှာမင်းထန်လက်နက်ချရန်စီစဉ်ထားရာ ထိုလက်နက်ချပွဲပြီးလင်ပြည်တွင်းစစ်ကြီးမှအဆုံးသက်ချေတော့မည်လင်ကွန်းသည်များစွာဝမ်းသာ၍နေ၏အပိုင်း31အားဤနေရာမှာခိတရဏဗျာစီရှင် နောက်လာမည့်အခန်းစဉ်များကိုစောင့်မျှော်အားပေးကြပါအောင်ရှင်။နားဆင်ပေးပါသောစာချစ်သူများအားလုံးကိုစိတ်နှပါစမ်းမချမ်းသာကြပါစေရှင်။